လာမယ့်ရွေးကောက်ပွဲမှာတောင်ကုန်းခရိုင်အတွင်းလွှတ်တော်ကိုယ်စားလှယ်လောင်း83ဦးရှင်ပြိုင်မှာဖြစ်ပြီးရွေးကောက်ပွဲအပိုင်း1မှာတောင်ကုန်းမြို့နယ်သာပါဝင်နေလို့သိရပါဗျ။လာမယ့်2025ဒီဇင်ဘာမှာကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာတောင်ကုန်းခရိုင်မြို့နယ်တွေမှာရှိတဲ့မဲဆန္ဒနယ်တွေအတွက် ပါတီစုံကကိုစလဲရီနဲ့တတိပုဂ္ဂလအပါဝင်လှတ်တော်ကိုစလဲလောင်း83ရွေးကောက်ရှင်ပြိုင်မှာဖြစ်ပြီးရွေးကောက်ပွဲအပိုင်း1ကိုတောင်ကုန်မြို့နယ်မှာကျင်းပမည်လို့တောင်ကုန်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲခြံကသိရပါတယ်။ကိုစလဲလောင်း83အစီအမှာပြည်သူ့လွတ်တော်ကိုစလဲအတွက်33ဦးတိုင်းဒေသကြီးလွတ်တော်ကိုစလဲမင်းအများဆုံးအနိုင်ရသူစနစ် FPTB အတွက်25ဦး အချို့ကြကိုစားပြုစနစ်ပြီးရအတွက်25ရို့အမည်စရင်တင်သွင်းထားကြောင်းမဲအများဆုံးအနေရသူစနစ် FPTP နဲ့ကျင်းပမဲ့မဲဆန္ဒနဲ့28နဲ့အချိုးကျကိုစားပြုစနစ် PR နဲ့ကျင်းပမဲ့မဲဆန္ဒနဲ့9နဲ့ပါဝင်တယ်လို့သိရပါဗျ။တောင်ကုန်မြို့နယ်မှာကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတစ်အတွက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူလက်တလုံးမဲဆန္ဒရှင်အစည်းအဝေးမှာ39,624ဦးတိုင်းရင်းသားမဲဆန္ဒရှင်16,305ဦးရှိပြီးမဲစင်းတွေကြီးစုပေးပါက မဲဆင်းမှာမပါဝင်သေးတဲ့ဆင်းရင်တွေပုံနေတဲ့ဆင်းရင်တွေမဲဆင်းလွဲမမှုတွေရှိနေပါကပြင်ဆင်ပြီးလိုတိုးပိုလ်ရှော်တွေရှိနိုင်ကဒုတိယအကြိမ်မဲဆင်းတွေကိုနိုဝင်ဘာအတွင်းထပ်မံကြော်ညာကတ်သွားပေးမယ်လို့တောင်ဝခရိုင်ရွေးကော်တောင်ဝင်ရှိသူတဦးကပြောပါရယ်တောင်ကမြို့နယ်အတွက်ရက်ွက်ကြေးရွာပေါင်း64ခုမှာမဲပေးရွေးကောက်ကြမှာဖြစ်ပြီးမဲယုံပေါင်း192ယုံထားရှိမှာဖြစ်ပေမဲ့လက်တလုံးလုံးနိုင်မဲ့မဲယုံ142ယုံရှိရလို့သိရပါဗျ။တောင်ကမြို့နယ်မဲဆန္ဒနယ်တွေအတွက်ပြည်ထောင်စုချက်ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ပြည်သူ့ပါတီ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီပြည်သူ့ညီငြိမ်းရေးနှင့်ညီညွတ်ရေးပါတီရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ကြားဖြူပါတီစတဲ့ပါတီတွေကကိုယ်စားလှယ်လောင်းနေတဲ့တတိပုဂ္ဂလကိုယ်စားလှယ်တအူတို့ရွေးကောက်ရှင်ပြိုင်ကြမှာဖြစ်ကြောင်းသိရပါဗျာ 2025ခုနှစ်ပါတီစံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ရောနှောထားတဲ့ကိုယ်စားလှယ်အချိုးကျစနစ် MNB နဲ့ကျင်းပမဲ့တောင်ငူခရိုင်အတွက်ရွေးကောက်ပွဲအပိုင်း1ကိုတောင်ငူမြို့နယ်မှာ၎င်းအပိုင်း2ကိုထန်းတပင်နဲ့ရေတာရှည်မြို့နယ်တွေမှာ၎င်းအပိုင်း3ကိုအုတ်တွင်းဖြူကြောက်ကြီးမြို့နယ်တွေမှာအသီးသီးကျင်းပသွားမယ်လို့တောင်ငူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံကသိရပါဗျာ။